English by Daniel ကနေပြီးတော့ပြန်လဲကြိုးဆိုလိုက်ပါတယ်ကျွန်တော်တို့က basic grammar တကယ်ကိုအခြေခံအကျဆုံးအပိုင်းတွေကိုကျွန်တော်ရှေ့မှာမျှဝေခဲ့ပါတယ်ဒီထက်မှကျွန်တော် verb to be အကြောင်းကိုတော်တော်များများပြောခဲ့ပါတယ်ဒီတစ်ခါတော့ verb to be ကို helping verb အဖြစ်နဲ့တုံးချင်းကိုကျွန်တော်မျှဝေပေးပါမယ် helping verb ဆိုတော့ဘာလဲဆိုရင်သူ့ဘာသာတူရက်ရက်တီလို့မရတဲ့ verb ပေါ့နော်တလုံးနဲ့ရက်တီလို့မရဘူးသူကသူများနဲ့ပေါင်းတော့မှရက်တီခွင့် ရှိတာပေါ့အဲ့လိုပုံစံလေးက၅ပုံစံရှိပါတယ်ဒါဆိုရင်ကျွန်တော်ကဒီမှာ intro ပေါ့နော်စပြောမှာက verb to be နဲ့ verb ing ဆိုရင်မြန်မာလိုဘာသာပြန်တဲ့အခါနေသည်ဆိုတဲ့အဓိပ္ပာယ်လေးရှိပါတယ် verb to be နဲ့ adjective ဆိုရင်တော့ for ဆိုတဲ့အဓိပ္ပာယ်ကနေပြီးတော့ the ဆိုတဲ့အဓိပ္ပာယ်ကိုရောက်သွားပါတယ် verb to be နဲ့ to verb one ဆိုရင်တော့ယံဖြစ်သည်ဘာလို့ယံဖြစ်သည်ညာလို့ယံဖြစ်သည်ဆိုပြီးတော့ပြောတာပါတကယ်တော့ ဟိုခိုက်ရင်ဖြစ်သွားတာကိုပြောတာမဟုတ်ပါဘူးနောက်တစ်ခုကတော့ verb to be going to plus for one ဆိုရင်တော့တော်မီဆဲဆဲဘာလို့တော်မဲဆဲဆဲညာလို့တော်မဲဆဲဆဲနောက်တစ်ခုကတော့ verb to be plus verb 3ဆိုလို့ရှိရင်တော့ကိုဆိုပြီးတော့ဘာသာပြန်ရပါတယ်ဒါကတော့အများစုသိထားတဲ့ passive voice ပါဒီနေ့တော့ကျွန်တော်ရဲ့ဟိုတင်ပြမှုလေးကနည်းနည်းရှည်သွားပါတယ်ကျွန်တော်က post လေးကိုတစ်ခုနဲ့တစ်ခုအဆက်ဆက်လုပ်ပြီးတော့တင်တာဖြစ်တဲ့အတွက် ကျွန်တော်ရဲ့ post လေးတွေကို share တစ်ခုကြည့်မှနောက်ထပ်တစ်ခုပို့နားလဲမှာပါနောက်ထပ်တစ်ခုကြည့်တော့မှနောက်ထပ်လာမယ့်ဟာတွေကိုပို့နားလဲပြီးတော့ဘာပဲဖြစ်ဖြစ်အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့အသိလေးတစ်ခုရသွားတယ်ဆိုလို့ရှိရင်ကျွန်တော်ကမျှဝေပေးရချို့နှက်ပါတယ်အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်